United ပြည်သက်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီနေ့ညဒါ10နိုင်ပေါ့နော်ဒီမြန်မာစံတော်ချိန်10နိုင်မှာ United အသင်းဟာခါတိပြိုင်ပွဲလက်ပါဘူးအသင်းနဲ့ရှင်ပြိုင်ကစားသွားမှာဖြစ်ပါတယ်ဒီဒါဘီကကျွန်တော်တို့ United နဲ့ Man City ကန်နဲ့ Manchester Derby ပေါ့နော် United နဲ့ Arsenal ကန်နဲ့ကျွန်တော်တို့မြန်မာ Derby အဲအဲ့လို Derby မျိုးတွေတပို့ပြီးတော့ဒါကြီးကြီးခံရတယ်ပြိုင်ဆိုင်မှု ပြင်းထန်နေနောက်တစ်ခုကဒါအင်္ဂလန်ရဲ့ဒါဘီလည်းဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ဒါစပိန်ဘာဆိုရင်များဒါရီယယ်မက်ထရီနဲ့ဘာစီလိုနာကအပြင်းထန်ဆုံးဒါဒါဘီဒါဘီအက်ကလစီကိုပေါ့ဗျာအပြင်းထန်ဆုံးတွေ့ဆုံမှုအဲအင်္ဂလန်မှာဆိုရင်တော့ဒီအကြီးကျယ်အခမ်းအနားဆုံးအသင်းအသင်းဖြစ်တဲ့ United နဲ့ Liverpool တို့ရဲ့တွေ့ဆုံမှုကဒါပြိုင်ဆိုင်မှုအပြင်းထန်ဆုံးလို့ တတ်မှတ်ထားကြတယ်ပေါ့လीเนาะကျွန်တော်ဒီလပါဘူးနဲ့ United ပွဲမှာပေါ့เนาะ United ဘယ်လိုကစားနိုင်ကြီးရှိလဲဘယ်သူတွေပါနိုင်တယ်လဲတစ်ဖက်သင်းရရောဘယ်သူတွေကိုတတိထားတင်လဲပေါ့เนาะစတဲ့အကြောင်းအရာလေးတွေကိုကျွန်တော်ပြောပြပေးသွားခြင်းပါတယ်ဒီလိုမျိုးမပြောခင်မှာဒါ United ရဲ့ ဒီလောလောဆယ်နောက်ဆုံးရသတင်းလေးတွေကိုအရင်ပြောပြပေးခြင်းပါတယ်ဗျဒီဒီလိုက်ရဲ့စကားလေးနဲ့ပဲကျွန်တော်စဖွင့်လိုက်မယ်ပေါ့နော်ဒီမတစ်ဒီလိုက်ကတော့ဗျသူ MO ရင်ရဲ့၃လေးရလက်မကောင်းလိုက်ဗျ MO ရင်ရဲ့၃လေးနှစ်နဲ့၃လေးနှစ်တည်းဆိုပြီးဝေဖန်တာကြီးကိုသူကတော့မြင်မြင်ကပ်ပုံရတယ်သူဘာပြောလဲဆိုတော့ဗျဒီနေ့ကမှာဆိုရင်ပေါ့နော်ကျွန်တော်တို့ကဟိုဘလူကစားကွက်ပဲခင်ခင်ပေါ့၄နှစ်၃တည်းပဲခင်ခင်လေးလေးနှစ်ပဲခင်ခင်၃လေးနှစ်တည်းပဲခင်ခင်၃၅နှစ်ပဲခင်ခင်ပေါ့နော်အချိန်တန်ရင်တော့ဒီနောက်တန်းတွေက၃ရောက်လောက်နဲ့ကစားကြရတယ်ဗျတကယ်လို့နောက်တန်း၃ရောက် နောက်တန်းကို3ယောက်ပုံစံနဲ့ပဲကစားရတယ်တကယ်လို့ CB 3ယောက်မဟုတ်ဘူးဆိုရင်တော့တဖန်းစင်မေဖီ1ယောက်ကဒီ CB 2ယောက်ရဲ့အဲရှေ့ပေါ့နော် CB 2ယောက်ရဲ့ရှေ့ဒါမှမဟုတ်ရင်လည်းသူအလဲစင်တာ CB နေရာကိုဝင်ပြီးတော့ဟိုကိုဘောလုံးကင်ထားတဲ့အဲဘောလုံးကင်ထားတဲ့အချိန်တွေမှာဒီလိုမျိုးဝင်ဆော့ပေးတာမျိုးတွေရှိတယ်ဗျာဆိုတော့ပေါ့နော်ဒီလိုက်ပြောတာကတော့ဘယ်လိုကစားမှမျိုးပဲဖြစ်ဖြစ်ဒီနေ့ခက်မှာ3ယောက်တန်းခန်းစစ်ကိုပဲအသုံးပြုနေကြတာဟိုကစားကွက်တွေကစာရွက်ပုံမှာပဲ ီနံဒီဗျာဒီလို၄နှစ်၃တက်တွေအမီနေဖြစ်ပြီးတော့ကွင်းထဲရောက်ရင်သူကအချိန်နဲ့မြပြောင်းလဲနေတာဥမာတိုက်ဆက်စောတဲ့အချိန်မှာဒီတိုက်ဆက်စောတဲ့အချိန်မှာ၃လေးနှစ်တက်ဖြစ်ပေမဲ့ခံစစောတဲ့အချိန်မှာရောက်တော့ဗျာဥမာ၅နှစ်နှစ်တက်အဲလူမျိုးတွေပေါ့နော်ဥမာ541532စသဖြင့်ဗျာသူတို့ကမျိုးမျိုးဒီကုသမအပါဝင်ပေါ့နော်ဂျန်နေ၁၀ယောက်ကိုလှည့်ပြီးတော့ဒါချိန်ပြီးကစားနေကြတာဖြစ်တဲ့အတွက်ပေါ့နော်ဒီ system ဒီအရင်ကြီးပြဿနာရှိတဲ့အရာမဟုတ်ဘူးကွင်းထဲမှာကောင်းကောင်းကစားနိုင်မှုဒါလည်းအဓိက အရာဖြစ်တယ်လို့ပြောကြတာလားဖြစ်တယ်ဗောနော်ပြီးတော့ကျွန်တော်တို့ဒါဘလူးနိုဖိုင်လန်တက်တည်လဲပရီးမီးယားလိမ့်တာပွဲနေရပြောက်သူ့ရဲ့ဗောနော်ပရီးမီးယားလိမ့်မဟုတ်ပါဘူးကစားသမားဘဝပွဲနေရပြည့်ဟိုကစားခဲ့တဲ့မှတ်တမ်းတစ်ခုကိုဘလူးဘလူးနိုဖာနန်တက်ကလည်းရရှိပြီးခဲ့တဲ့ဟိုပွဲတွေမှာတွေကရရှိခဲ့တယ်ပြီးတော့ဒီနေ့မှာသူအဲ့ဒီဟာကိုလက်ခံရရှိခဲ့တယ်ဗောဗျာဂုံလူဆောင်စုတစေဗောနော်ဒါကိုဘလူးနိုဖာနန်တက်လက်ခံရရှိခဲ့ပါပြီပြီးရင် MO ရင်ကတော့ဗျာဒီမီဒီယာတွေရဲ့စကားတွေကိုအာယုံဆိုင်လာလို့မေးတဲ့ခါမှာတော့သူကဒီစိတ်ဝင်စားဘောနော်သူ့ရဲ့ ကောင်းတယ်မှာ United အသင်းပဲရှိရယ် United အသင်းရဲ့ကစားပုံတွေပဲရှိတယ်ဒီအသင်းဘယ်လိုအောင်မြင်မလဲအောင်လုပ်ရမလဲဆိုတာရှိရယ်ဗျာပြီးရင်သူ့ရဲ့ကစားသမားတွေပေါ့နော်သူသူအသင်းရဲ့ကစားသမားတွေပြောတဲ့အကြောင်းအရာတွေရှိမယ်ဒီကစားသမားတွေရဲ့ဒီကိစ္စတွေရှိမယ်ဗျာအဲ့ဒီအရာတွေပဲသူစိတ်ဝင်စားတယ်အသင်းရဲ့လူတွေနဲ့အသင်းကြောင်းပဲစိတ်ဝင်စားတယ်မီဒီယာတွေပုံမှာတော့ဘယ်လိုမှလည်းမမြင်ဘူးသူအရင်လဲစိတ်မဝင်ဘယ်လိုမှမမြင်ဘူးပေါ့နော်သူအဓိကစိတ်ဝင်စားတာသူအသင်းနဲ့သူကစားသမားတွေလည်းဆိုပြီးဖြေထားတာမျိုးတွေ့ရတယ်ဗျာဒါလေးလည်းကောင်းပါတယ်ကဲ ကျွန်တော်တို့ပေါ့နော်အဲ့ဒါဆိုရင်တော့ဒါလီဗာပူးနဲ့ပွဲစီကိုတွန်းလိုက်အောင်ဗျလီဗာပူးနဲ့ပွဲကတော့တော်တော်စီကဗျလီဗာပူးကလည်းကြားနာပုံစံဖြစ်နေတာဟာလာဘာလို့လဲဆိုတော့သူက၃ပွဲဇက်တိုက်ရှုံးတာနဲ့ပရီးမီယံလိမ့်မှာလေဒါ၅ပွဲဇက်တိုက်ရှုံးတာလေဆိုတော့လီဗာပူးအတွက်ကတော့ဒါ PR တော်တော်များတဲ့ပွဲဖြစ်တယ်သူတို့ကဒါမဖြစ်မနေနိုင်မအောင် ဖြစ်မှာပေါ့နော်အဲ့လိုဖြစ်မှာလဲအဲသူ့ရဲ့အဆင်သူနဲ့ပေါ့နော်ဒါပရီးမီးယားလိဂ်ကိုလောလောဆယ်ဒါအဓိကပြိုင်ဆိုင်နေတဲ့အာဆင်နယ်အသင်းကိုဒါ နီနီကက်ကက်ပဲနဲ့နီနီကက်ကက်ထားနိုင်မှာဖြစ်တယ်ဗျာမဟုတ်ရင်သူပြတ်ထားတဲ့အမှတ်တွေဟိုကမှီသွားမယ်နောက်ကြောတက်သွားမယ်ဒီလိုမျိုးဆိုလမ်းရခန့်နေမှာစိုးတဲ့အတွက်လီဗာပူးကမဖြစ်မနေနိုင်မှုလိုတယ် United နေသားရောက်တော့နိုင်ရတော့အကောင်းဆုံးပေါ့ United လည်းဖျားရည်များတာပါပဲမနိုင်ပြောခံရမယ်ပေါ့နော်အနည်းဆုံးတကယ်လို့ပေါ့နော်ရှုံးနေဆိုရင်တောင်မှဒီခြေစွမ်းကောင်းနေဖို့လိုတယ်ဥမာ Arsenal ပွဲတုန်းကရှုံးသလိုမျိုးပြအဲ့လိုမျိုးဆိုရင်တော့ဒါပြိတ္တတွေကရန်ကြီးပြောမှာမဟုတ်ဘူးတကယ်လို့ဟိုခြေစွမ်းကလည်းစိုးစိုးဝါးဝါးမန်စီးတီးနဲ့ပွဲရလို့ပေါ့နော်ခြေစွမ်းကလည်းစိုးစိုးဝါးဝါးဖြစ်နေတယ် ကိုးပြက်လဲရှုံနေသူရင်တော့ဒါ United ဒီလဲနီးပြအမွေရင်ဒီလဲဖီးယားတွေအောက်ကိုဒါတပတ်လောက်တော့အနည်းဆုံးပြန်ကြသွားမှာဖြစ်တယ်ဆိုတော့ဒါနှစ်သင်းစလုံးအတွက်ကတော်တော်လေးအရေးကြီးတဲ့ပွဲဖြစ်တယ်လို့ဒါပုံစံမတူတဲ့ပွဲတစ်ပွဲလဲဖြစ်တယ်ပေါ့နော်ပုံစံမတူဆိုတာကတော့ကျွန်တော်တို့ဒီလီဗာပူးအသင်းကတော့သူ့ရဲ့ဒါတိုက်တဲ့ကွန်းနဲ့ဒါအတွက်အဓိကဟိုနိုင်ဝဲရယူရမှာဖြစ်တယ်လို့သူ့ရဲ့ရှုံးဝဲဆက်နေရာကနေဘောက်ဘက်ပြန်လောင်းရမှာဖြစ်တယ်ယူနိုက်တက်ကရောက်တော့ကျွန်တော်တို့ကခြေစွမ်းမတည်ငြိမ်မှုတွေပြီးတော့အဝေးကွင်းတွေမှာဆိုရင်ရလက် အာနေတက်တယ်ဗျာအဲ့ဒီအရာတွေကိုပြုပြင်ရမှာဖြစ်တယ်ဗောနောပြီးတော့ဒါကိုကလည်းနိုင်မှုလိုတယ်ဘာကြောင့်လဲဆိုတော့လီဗာပူးနင့်တက်တော့ယူနိုက်တက်ကအချိန်နေစိုးနေတယ်ပရီးမီးယားလိမ့်မှာဗောနောဆိုတော့ကိုကလည်းအ ਨੇ ဆုံးတော့ဒီချန်ပီယံလိဂ်ဝင်ခွင့်ကိုမိမိအားစုကန်နိုင်ဖို့အတွက်ဒီလိုပွဲမျိုးတွေဒါနိုင်ထားဖို့လိုတယ်ဆိုတော့နှစ်သင်းစလုံးကတော့ဒါနိုင်ရဖို့ပဲ UTB ဆော့ကြလိမ့်မယ်ဗျာပြီးတော့ဗောနောယူနိုက်တက်နဲ့ဒါလီဗာပူးနောက်ဆုံးတွေ့ခဲ့တဲ့ပွဲတော်တော်များများမှာဆိုရင်ဒါဂိုးတွေပြန်လည်သွင်းခဲ့ကြတာများတယ်ဗောနောဇီးသီးသိပ်ပွဲတွေလည်းရှိခဲ့ပါတယ်ဒါပေမဲ့လည်းဂိုးတွေပြန်လည်သွင်းခဲ့ကြရတယ်ရှိတယ်ဆိုတော့ ော့ဒီနေ့ညပွဲမှာလည်းကျွန်တော်ထင်တော့နှစ်ဖက်စလုံးဂိုးရမယ်လို့ထင်တယ်တိုက်စစ်တွေလည်းဒီလိုမျိုးဖွင့်ကစားကြားလိမ့်မယ်လို့တော့ယူဆမိရယ်ပေါ့နော်ဒါပေမဲ့ဟိုဘလူးလာမလဲတော့မသိဘူးတကယ်လာမှပဲဒါကြည့်ရှုရမှာဖြစ်တယ် United ဘက်မှာတော့ဒါဒန်ယာရကစားသမားတွေကပေါ့နော်မာရာဇာဝီကတော့ဒီပြန်ကောင်းလာပြီလို့လည်းပြောတယ်ပြဒါပေမဲ့ဖူးမှန်ထဲမှာတော့လည်းသူ့ဒန်ယာရဆင်းနေမှာပဲထဲ့တာသေးတယ်မာရာဇာဝီနဲ့ပတ်သက်တဲ့တဲ့တင်ကတော့ထပ်မတွေ့ရသေးဘူးဒါပေမဲ့ကျန်တဲ့ကစားသမားတွေအကုန်လုံးကတော့ဒါကြက်ခိုင်မှု ြေဝနေကြတယ်ဆိုတော့ United ကတော့တောင်းတော့မြေအခြေအနေမှာရှိပါတယ်တိုက်စင်မှာဆိုရင်တော့တေချာပေါက်16ကပွဲထွက်လာမှဖြစ်ပြီးတော့ဒီ AM နှစ်ယောက်နေမှာတော့ဘယ်သူဖြစ်မလဲစဉ်းစားစရာပဲเนาะ Brian Mumo တို့ဟိုကတော့တေချာပဲဗျကျွန်တော်ထင်ဒီလိုပွဲမျိုးမှာ Mason Mount ကိုလည်းထည့်မယ်ထင်တယ်ဗျ Mason Mount ကိုဘာလို့လဲဆိုတော့ဗျကျွန်တော်တို့ကဒါအကုန်လုံးလဲဒါတိကြပါတယ် United ပြည်သက်တွေလဲဗောနော်ဒီကွင်းလဲကိုဗျတစ်ဖက်အတင်းက ဒီလူဝင်ရအရာတို့မဟုတ်စကီးအရာမြန်မာနိုင်ငံကစားသမားတွေနဲ့ဟိုရင်ဆိုင်ရတဲ့အခါမှာ United ကအမြဲတမ်းရုန်းကန်ရလိရှိတယ်။ Mercedes နဲ့ပွဲမှာဆိုရင်လည်းအဲ့ဒါပဲဖူအန်သင်းကိုဒါတေချသွားတဲ့ပွဲမှာဆိုရင်လည်းချီပါကိုကအဲ့လိုပုံစံမျိုးနဲ့ပေးလိုက်ရတာပေါ့နော်။တစ်ဖက်သင်းကလူတွေကဒါ United ရဲ့ဟိုချိန်ချောင်းမှုတွေကိုဂယူမဆိုင်တော့ပဲနဲ့ကွင်းလယ်မှာနေပြုံတိုးခိုင်းလိုက်တာမျိုး။ဒါမျိုးဆိုရင်တိုင်ဘတ်ကုန်တယ်ပေါ့နော်။ဒီ Casemiro ်ဥဂါဒေးပဲဖြစ်ဖြစ်ကက်စမဲရိုဘလူးနိုပဲဖြစ်ဖြစ်ဘလူးနိုဥဂါဒေးပဲဖြစ်ဖြစ်မထိန်နိုင်ကြဘူးလီဗာပူးရဲ့ဒါကွင်းလဲမှာဆိုရင်လည်းဂရာဗန်ဘက်ရဲ့လောလောဆယ်မှာမက်အလစ်စတာရဲ့ဆိုပတ်စနိုင်ရဲ့ဒီ၃ယောက်ကကစားဖို့များတယ်ပေါ့နော်ဆိုတော့ဒီဒီ၃ယောက်နဲ့ဗျာဒီရမလားကွင်းလဲလောအောင်ရှင်းနေနေဆိုရင်မာတီးရဲ့ကုညာတမေဆန်မောင်းအောင်ပို့တင်တော်တယ်ဘာလို့လဲဆိုတော့မာတီးရဲ့ကုညာကဒီ driving နေကောင်းတယ် ီဆွဲပြေးတာတွေကောင်းတယ်ပြီးတော့ဒီတက်မြန်တိုက်စစ်အတွက်တွေမှာဗျာဝန်ငန်းဝန်ငန်းတိုင်းကနေပြေးတာတွေကောင်းတယ်ပြီးတော့ဒီကိုယ်ဧရိယာတွေမှာလည်းလှုပ်နိုင်တယ်ဗျာတိုက်စစ်အတွက်အများကြီးပိုးပြီးအလုပ်လုပ်နိုင်တယ်ဒါဗိမဲ့ပေါ့နော်ဒီအသင်းရဲ့လိုအပ်နေတဲ့လုံအားနှုံနောက်တစ်ခုကတော့တပတ်သင်းကွင်းလေလူတွေကလုံအားနှုံကောင်းလာပြီဆိုရင်ဗျာအဲ့ဒီအချိန်မှာအဲ့ဒီတပတ်သင်းရဲ့ဒီလုံအားနှုံကောင်းသောစကီကောင်းကောင်းနဲ့ဒီကစားနေတယ်ပေါ့နော်ဒူတီမဟုတ်သူတို့ဒီလူဘိုတယောက် ထပ်ပြီးတော့အตาယူပြီးကစားနေတဲ့အချိန်မျိုးမှာဆိုရင် မေဆန်မောင်းရှိနေခြင်းကဘူနိုတို့ကိုပို့ပြီးတော့တက်တာစေရေပေါ့နော်ဆိုတော့မေဆန်မောင်းလည်းတပွဲထွက်လာနိုင်ခြင်းရှိပါတယ်ဒီမေဆန်မောင်းနဲ့မာတီယန်ကူညာပေါ်မူတည်ပြီးတော့ပေါ့နော်ကွင်းလယ်နဲ့နေရာကလည်းပြောင်းသွားလောက်တယ်ဗျာကျွန်တော်ထင်တော့ပေါ့နော်ကွင်းလယ်ထိုင်ပါဆိုရင်တော့ဒါကက်စမဲရိုးကကက်စမဲရိုးတို့မူကဒေးတာတယောက်ယောက်တော့ပွဲထွက်လာပါလိမ့်မယ်တကယ်လို့များပေါ့နော်ဒီမာတီယန်ကူညာလည်းမတုံးညင်ဘူးမေဆန်မောင်းလည်းမတုံးပြဘူးဗျာဘလူးနိုနဲ့ဘရိုင်ယန်အမ်ယူမိုပဲဒီ ကွင်းလေတိုက်စင်နေရမှာထားရဆိုရင်တော့ဟိုကက်စမဲရိုနဲ့ဥဂါဒေးကတေချာတော့ဖြစ်လိမ့်မယ်ပေါ့နော်ကျွန်တော်ထင်တော့ဒါဘလူးနိုနဲ့ဥဂါဒေးကိုတွဲပေးဖို့ပိုများပြီးတော့ဒါမီဆမောင်းအံဘူးမှုဖြစ်လောက်တယ်ပေါ့ကျွန်တော်တို့နောက်ထပ်ဒီဆုံးဖြတ်ရမယ့်တနေရာတော့ဟိုရှိရယ်ပေါ့ကျွန်တော်တို့အာမတ်ပေါ့နော်ညာချန်းဒီ3 4 1ရဲ့နေရာရဲ့၄ရောက်တန်းရဲ့ဒီညာချမ်းနေရာပေါ့ပုံမှန်ဆိုရင်တော့ကျွန်တော်တို့ဒီโอတာလို့ကစားရတယ်ပြီးတော့အာမတ်တီယာလို့လည်းကစားရတယ်ကျွန်တော်ကတော့ဒီနှစ်ပွဲမှာပေါ့နော်ဒီ ဒါလုံးဝင်ကစားတာကတော့ခံစစ်ပိုင်းဆိုင်ရာပို့စိတ်ချရတယ်ဗျာဒါပေမဲ့ပေါ့နော်ဒီလီဗာပူးရဲ့နောက်ခံလူတွေကိုနှောက်ချင်နေဆိုရင်တော့ဒါအာမတ်ဝင်ကစားတာပိုကောင်းတယ်ကျွန်တော်တို့ဆန်နာလန်နဲ့ပွဲမှာလည်းဒါတွေ့ခဲ့ပြီဗျာအာမတ်နဲ့ဘရိုင်ယန်အမ်ယူမိုရဲ့အချမ်းကပေါ့နော်နှစ်ယောက်လုံးကဒီစကေးကောင်းတယ်ဘယ်ပေါက်တွေကြီးလည်းဖြစ်နေတဲ့အတွက်ပေါ့ကျွန်တော်တို့ဒီ area ထိတ်ကနေ robin လိုမျိုးပါဘောလုံးလေးတို့တို့ပြီးတော့အစထုတ်ပြီးကန်းသွားမှမျိုးလေးစိုးရတယ်ပြီးတော့နှစ်ယောက်စလုံးကလည်းဖန်နီးမှုလည်းကောင်းတယ်တီးရလည်းရှိရတယ်ဆိုတော့နောက်တန်းတော့ပူလှုပ်ရှုပ်သွားနိုင်တယ်ဗောနော်အဲ့လိုမျိုးဆိုတော့ကျွန်တော်ဆိုရင်တော့အမတ်ကိုပူတဘောကြတယ်ဘယ်ချမ်းမှာတော့ patrick တော်ဘူး patrick တော်ဘူးပဲဖြစ်မယ်ဗောနော်နောက်တန်း၃ယောက်မှာတော့ဒါလူချောရဲ့ရိုးရိုးရဲ့မတစ်ဒီလိုက်ရဲ့ဖြစ်နိုင်ကြီးအများဆုံးပါပဲအဲ့ဒီတော့ကျွန်တော်တို့ဒါ United ကဘယ်လိုပုံစံမျိုးကစားမယ်လို့ယူဆလဲဆိုရင်တော့ကျွန်တော်တို့ဂူသမားကတော့ Sunny Lehman ပေါ့နော် Sunny Lehman ဂိုးဖန်တာဖြစ်တဲ့အတွက်အဲကတိုင်းရိုက်ကန်တင်ပြီးတော့ပဲလောင်ဘောတွေများ UTB ကစားမလားပေါ့ဒါတော့တော့စဉ်းစားမိတယ်ဘာလို့လဲဆိုတော့ပြီးခဲ့တဲ့ကျွန်တော် Center Land နဲ့ပွဲမှာလင်းဒါ Sunny Lehman ဝင်ဖန်တဲ့အချိန်မှာဘင်ရတာတို့ဘင်ရတာဗျာဦးနာနာကတော့ထားပါတော့နော်သူကတော့တကယ်ကိုဒါပဇင်နေကောင်းတဲ့ကစားသမားဆိုတော့နောက်ကနေစပေးနိုင်တယ်။ဘင်ရတာဆိုအဲ့လိုမကောင်းဘူးပေါ့နော်။ဒါပေမဲ့ဘင်ရတာနဲ့ကစားတဲ့ပွဲတွေမှာလည်းအမွေရင်ဒီကျွန်တော်တို့ဒီ ဂုံးလုံးဘောတွေပါတယ်ဆိုဧရိယာတွေကနေအပေးယူလုံနေစရတယ်ဗျဆန်နီလီမန်ကတော့ဒိုင်ရိုက်ကန်နေတယ်ဒီနေ့ပွဲမှာလည်းဒါဒိုင်ရိုက်ကန်နေတဲ့နီးကိုပဲအသုံးပြုသွားနိုင်ကြီးများတယ်ဗျကျွန်တော်ကတော့အဲ့လိုမျိုးပဲစော့နေခြင်းတယ်ဘာလို့လဲဆိုတော့ဟိုကိုကဗျဘောလုံးကိုဒီကွင်းနဲ့ကြောအောင်ပေါ့နော်ဟိုဘက်တစ်ဖက်နောက်တန်းနေတာကတင်လိုက်ရင်တေချာဘောဟိုဘက်ကကိုနာဒေးတို့ဒီပါဂျန်ပန်တိုင်းတို့ကကောင်းတိုင်ပါပဲတကယ်လို့သူတို့တိုင်မိတယ်ဆိုရင်စက်ကမောချလာတာကိုကိုကကောက်ဗျာတကယ်လို့ပေါ့နော်ကိုဘက်ကဒီဘင်ဂျမင်ဆက်ကိုကကောင်းဦးတယ်ဆိုရင်လည်းဘေးမှာဒီ Brian Ambu Moon နဲ့တစ်ဖက်မှာ Mason Mount ဆို Mason Mount ဒီ Shantain လေး တိုက်ချပြီးလိုက်လို့ရရပြအဲ့ဒါဆိုဝုန်တိုင်းဝုန်တိုင်းနဲ့ကူးသွားနိုင်တယ်ဘာလို့လဲဆိုတော့ဒီလေဘာဘူးရဲ့ညာချမ်းမှာဒါ print bomb တန်ရာရနေတာဖြစ်တဲ့အတွက် corner bread bradley ကစားမှာပေါ့နော်ဘေချမ်းကတော့ဒါကဇက်ကစားမှာဆိုတော့ဒါညာချမ်းပေါ့အာနုတစ်ချိန်တော့အာနုစောခဲ့တဲ့နေရာကိုပဲဒါ united ကအဓိက ြင်မဲ့ထားပြီးတော့ကစားသွားမလားပေါ့ဒါလေးလည်းစောင့်ကြည့်ရမယ်ပေါ့ United ဘက်မှာတော့တိတ်ပြီးထွေလူလူမရှိဘူးဗျာကျွန်တော်တို့ကျွန်တော်ထင်တော့ဒါ Sunderland နဲ့ပွဲတော့အခင်းချင်းတည်တာဖြစ်နိုင်ကြီးအများဆုံးပဲအဲ့ဒီပုံစံတိုင်းပဲကစားသွားမယ်လို့ထင်တယ်ပေါ့လပဘူးဘက်မှာတော့လပဘူးကတည်တဲ့အတိုင်းပဲပေါ့နော်တို့ကဒါတိုက်စစ်ဖွင့်ပြီဆိုရင်လည်းတိုက်စစ်ဖွင့်ပြီဝုံတန်းကစားနိုင်ရင်တက်မြတ်တိုက်စစ်ဆိုရင်လည်းလှစ်လှစ်ထားနေအောင်ကစားနိုင်နေဗျာဥမာကိုကဘောလုံးကင်ကစားရမယ်ဆိုရင်လည်း ဒါကောင်းကောင်းကင်နိုင်တဲ့ကစားသမားတွေဖြစ်ကြရပေါ့ပြီးရင်သူတို့စီမှာဒါမိုဟာမက်ဆာလက်ရှိတယ်မိုဟာမက်ဆာလက်ကိုဒါကြောက်ရတယ်ဗျဘာလို့လဲဆိုတော့မန်ယူနဲ့တွေ့ရင်ကိုးသားတွင်တယ်လို့ပေါ့နော်ပြီးရင်ကျွန်တော်ဟာလန်ဆိုလည်းမင်းရဲ့တွင်လန့်နေရတာဒီကောင်ကူတာသွင်းလို့ဗျဘာလို့လဲဆိုတော့ကျွန်တော်ကဒီ fantasy premier league ဆော့ရယ်ဗျ fantasy premier league မှာတော့ဆာလက်တို့မဟုတ်ဒါဟာလန်တယောက်ယောက်ကိုတော့မြေရန်ခေါ်တာဟောနော်အဲ့လိုမျိုးဆိုတော့ဟိုကျွန်တော်ပရမာဆုံး fantasy စဆော့ရယ်နှစ်ပါဆိုဒါ ဆာလတ်တိုကဒါ7 seasons နဲ့ United ကိုနိုင်သွားရယ်အဲ့ဒီဘက်မှာလည်းဒီကောင်သွင်းနေပေါ့နော်ပြီးတော့ဒီ Man City မှာဆိုရင်လည်း Haaland ကတော်တော်သွင်းနေ United ကိုဒီဒီနှစ်သွင်းလည်းနှစ်ခုသွင်းသွားရယ်ပေါ့နော်ဆိုတော့ဒီကောင်နေရတော့ဒါ United အတွက်ကြောက်ရတဲ့သူတွေဖြစ်တယ်ပေါ့ဒါပေမဲ့ DRD မှာထူးခြားတာကတော့ Mosalak ကဟိုမနေ့ကရဒီလုံးကတော့တကယ်ကိုဗျာ on fire ဖြစ်နေတာအသက်ကြီးပြီမဲ့နှစ်ချိုးဝိုင်ပါညာစွမ်းကြမ်းနေတာပေါ့နော်ဒီနှစ်မှာတော့ဒါ Mohamed Salah ရဲ့ခြေစွမ်းကတော်တော်လေးကြဆင်းနေတာတွေ့ရတယ်နည်းနည်းပြန်ကြသွားတယ်ဆိုတော့ဗောနော်ဒီနေ့ပွဲမှာမိုဟာမက် စာလက်ဟိုအခြေစွမ်းပြနိုင်မလားမပြနိုင်ဘူးလားလေတစ်ချက်စောင့်ကြည့်ရမယ်သူကမပြနိုင်ဘူးဆိုရင်တော့ United တွေလည်းတိတ်လှုပ်ရှုပ်မယ်မထင်ဘူးပေါ့ပြီးရင်တော့ဒါ Fabian Wit တို့ဘာလို့လဲရှိမယ်ဟိုရ Fabian Wit ကတော့အခြေစွမ်းပြနိုင်မှုလိုနေပြီဘာလို့လဲဆိုတော့ဟို Benjamin Sako ရပြည်သက်တွေရဒီရဒီရဲ့အဆိုအရခေါ်ယူမှုပြတတ်မှတ်ထားရတာလို့တွေ့တော့ရည်ချင်းတယ်ဘာလို့လဲဆိုတော့ Wit ကအဲ့ဒီတည်းအများကြီးပူဆိုးတာပေါ့ဗျာခုချိန်ဒီဒါ Go Ban တီမူတစ်ချိန်ပဲရသေးတယ်အဲ့လိုမျိုးဆိုတော့ပြီးတော့ပေးထားတဲ့ပတ်စံရလည်းအများကြီးပဲပေါ့နော်ဆိုတော့ဒီဇာသမားကလည်းဒါသူ့ရဲ့ စွမ်းရည်ကိုဗျာဒီပွဲမှာတက်တည်ပြအောင်လားဒါမှမဟုတ်ပဲပေါ့နော်ဟို first night နဲ့မှာတော့ပါခြင်းမပါလာမလားဒါလေးတွေကတော့တစ်ချက်ဆက်ကြည့်ရမှာဖြစ်တယ်လေပေါ့ဥပမာတော့ဒါဂပူရဲ့စာလက်ရဲ့ပြီးတော့အိုက်ဆက်ရဲ့ပေါ့နော်အလက်ဇန္ဒားအိုက်ဆက်ရဲ့ရှင်းတဲ့၃ယောက်ကဒါကစားဖို့အများဆုံးပါပဲ United အနေနဲ့တတိထားမှာတော့ဟိုပါပဲဗျာကိုသင်းရဒါအမားလေးမလုပ်ဖို့ရင်နောက်တစ်ခါတော့ကိုဘကရတဲ့အခွင့်အရေးတွေကိုတိချအသုံးချနိုင်ဖို့အဲ့ဒီနှစ်ချက်ဂယုဆိုင်ရမယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒါ United အသင်းက တကယ်ဘောတွေမှာပဲဖြစ်ဖြစ်ဗျာကျွန်တော်တို့ကိုပူအန်တဲ့ပွဲတွေမှာစမီရူးပိတ်သွားရဲ့ကိုလာမသိဘူးဒီဖြတ်တင်ဘောတွေဆိုလည်းဗန်လီနဲ့ပွဲမှာနေလဲအဲ့ဒီဖြတ်တင်ဘောတွေပိတ်သွင်းခံရတာခဏခဏပဲပေါ့နော်နောက်တန်းဒီနေရာယူပုံလွဲတာတွေရောလူကပ်ပုံအားနေတာတွေရောကြောင့်ကိုတွေတော်တော်ပြရတာမျိုးရှိတယ်ဆိုတော့အဲ့ဒီအမားလေးဒါ United မပြုတ်လို့ဖို့လိုတယ်ပြီးရင်ကိုယ့်ဘက်ကအခွင့်အရေးရရင်လည်းဗျာဒီဂိုးရောက်အောင်ကန်နိုင်မှုလိုတယ်ပေါ့နော်ဒီနေရာမှာ Arsenal ဆိုရင်ဂိုးပေါက်ကိုအရင်ကြီးသိမ့်ကန်တဲ့အသင်းမဟုတ်ဘူးဒါပေမဲ့ ကန်လိုက်တာနဲ့သူတို့ဒီကိုရနိုင်ကြီးများတဲ့ကန်ချက်တွေဖြစ်တာတွေ့ရပြီ။ United ဒီလဲပေါ့နော်။ဒီကိုမရပါမယ်။ကိုရနိုင်တဲ့ကန်ချက်တွေအများကြီးပြုလုပ်ထားတာ။တကယ်ဆို United ကအုံးမှာဒီ under performance ဖြစ်နေရဗျာ။ကိုရသိတဲ့ကိုထပ်ပိုနေနေရ။တကယ်ဆို United ရသိတဲ့အုံးမှာဒီရစီ10ခုရှိတယ်ဆိုရင်တကယ်ရတာက6ခုလောက်ပဲဖြစ်နေတာ။အဲ့တော့ဟို United ကဘယ်အသင်းနဲ့မဆိုဗျာ။အသင်းကြီးပဲဖြစ်ဖြစ်အသင်းလေးပဲဖြစ်ဖြစ်ဒါတိုက်စစ်အခွင့်အရေးဖန်တီးမှုတွေကပွဲတိုင်းပြုလုပ်နိုင်နေတယ်။ ဒါပေမဲ့ထိုက်တဲ့နဲ့သွင်းကိုတွေမရရှိခြင်းရပါတော့ဒါရက်လက်ကောင်းတွေကိုဆုံးရှုံးနေတာဖြစ်တယ်ဒီနေ့လေပါဦးနဲ့ပွဲမှာတော့ဟိုစောစီစီကိုကကိုသွင်းနိုင်အောင်လုပ်တာပဲဖြစ်ဖြစ်ပါတော့ဒါမှမဟုတ်လေဘယ်အချိန်မှမစိုးရရတယ်ပေါ့တော့အပိုင်ခွင့်ရေးတွေကိုအကောင်းဆုံးအသုံးချနိုင်ဖို့လိုအပ်တယ်ကိုကကိုစသွင်းထားတယ်ဆိုရင်ဒါနိုင်မို့ရလဲမျောလင်းချက်ရှိတယ်ပွဲဖြစ်တယ်ဗောနော်ဘာလို့လဲဆိုတော့ဒါလီဗာပူးရဲ့အိမ်ဝင်လည်းဖြစ်နေတော့ဗျာကျွန်တော်တို့က United နိုင်မို့ဆိုတာအရင်ဘယ်လိုပြောရမလဲဒီ ဘောလုံးဘောလုံးပွဲကြီးတဲ့လူတယောက်အနေနဲ့ဆိုရင်ဗျာဒါလက်ပါဦးကအသာရနေတဲ့သဘောရှိနေတော့ဒါ United နိုင်နိုင်ကြီးရှိတယ်ဆိုရင်အောက်ကြီးပဲဖြစ်နေမှာပေါ့ဗျာအဲအဲအဲ့လိုမျိုးပေါ့ဒါပေမဲ့ကျွန်တော်ကတော့သိရမှာ United ကဘယ်အသင်းမဆိုအနိုင် United နဲ့ရှိတယ်ဗျာပွဲပြီးကမှသူ့ဘာသူဘလို့ရလက်ပဲထွက်ထွက်စကြည့်ရတော့ကိုအသင်းကနိုင်မယ်ဆိုတဲ့စိတ်နဲ့ဟိုနိုင်အနိုင်ရလက်ကိုရသေးခြင်းနဲ့စိတ်နဲ့ပဲစကြည့်ရပေါ့နော်ပြီးမှတော့ပွဲပြီးသွားရင်တော့လည်းရတဲ့ ရလိုက်တိုင်းလက်ခံလိုက်တာပါပဲပေါ့ဆိုတော့ပေါ့နော်ဒီ MP ကွင်းကြီးကဒါတကယ်ခက်ခဲတယ် United အတွက်မှမဟုတ်ဘူးဘယ်သင်းအတွက်မဆိုတာခက်ခဲတဲ့ကွင်းဖြစ်တယ်တချိန်တော့ကျွန်တော်တို့ Old Trafford Old Trafford တွေလည်းအဲ့လိုမျိုးပဲ Old Trafford ကွင်းနဲ့ရောက်လာရင်ပေါ့ဗျာတုံလုံးသွားတာဆိုစိတ်ပိုင်းဆိုင်ရာတွေကဒါဟိုအကြောက်တရားတွေဝင်သွားတယ်လို့အဲ့လိုမျိုးတွေပဲ MPE ရဲ့လေထုကလည်းအဲ့လိုမျိုးပဲပေါ့နော် ဆိုတော့ဗောနော်ကျွန်တော်ကတော့ဘာပဲပြောပြောဗျာဖြစ်နိုင်တယ်မဖြစ်နိုင်တာအသာသာကျွန်တော်တို့70နဲ့နိုင်ယူသွားဘူးတာဖြစ်တဲ့အတွက်အဲ့လိုရလက်များများနဲ့တစ်ခါတော့တော့ပြန်နိုင်စေခြင်းပါလေအဲ့ခုမှမဟုတ်လေအနာဂတ်မှာဗောဗျာထားပါတော့ဒါတွေကတော့ကျွန်တော်ပိတ်သက်တယောက်တည်းဆန္နာဗောဆိုတော့အဲကျွန်တော်တို့ United နဲ့လေမာဘူးပွဲဟိုအဲ့တော့ပြန်ပြီးတော့ဟိုဗျာရလက်ပိုင်းအဖြစ်အအနီးကပ်ဆုံးခံမှန်းကြည့်ရမယ်ဆိုရင်ကျွန်တော်ကတော့ဒါ United ကတော့ဒါအနည်းဆုံးဗောနော်တည်အနည်းဆုံးမဟုတ်ဘူးဗောနော်ဒီတည်ရေဗော တရေဥတီပြီးကစားလိမ့်မယ်လို့ထင်တယ်အဲ့ဒီတရေဥတီနေနေမှာခွင့်ရရရဲဆိုအနိုင်ရအောင်ကန်မယ်ဗျာဟိုအဒါကိုကိုရဲ့ကိုကပေါ့ဗျာစိတ်ဆိုင်ယူပြီးတော့ဒါပါဘူးအသိန်းကိုဒါကစားွက်ချင်းရှင်းမစောနိုင်ဘူးသူတခြားကိုအားတာတဲ့အရာတွေနဲ့ထုနှက်နိုင်အောင်ကြိုးစားမယ်အဲ့လိုကနေဂိုးတွေရလိုက်ရင်ကိုအနိုင်ရလက်ရမယ်ပထမအဦးဆုံးနေတော့ကိုကဂိုးမပေးဘူးနဲ့ပေါ့နော်ဒီအနည်းဆုံးတက်မှတ်ရဖို့တော့ကြီးရွယ်ကြီးရွယ်ထားတဲ့နေပေါ့အဲ့အဲ့လိုမျိုးသွားတဲ့ဆိုရင်တော့ ပြည့်တက်တင်မြင်ကျင်တဲ့ရန်လက်တစ်ခုကိုဒါပေါ်ဆောင်တိုင်လိမ့်မယ်လို့ထင်ပါတယ်ဗျပြီးတော့ဗောနော်ကျွန်တော်တို့ဒါဟိုစာရင်ရက်ကလစ်ကလည်းအမွန်ရင်ကိုနှစ်ရှိထားမှာဆိုပြီးတော့ဗျာသူကအမခံထားတယ်ဒါပေမဲ့လည်းရက်လက်ကောင်းပါပဲသူဒီနှစ်ရှိဆက်နေရမှာဖြစ်တဲ့အတွက်အမွန်ရင်ဒီလည်းရအောင်လုပ်ပါလိမ့်မယ်ပြီးတော့ဒီအသင်းကြီးနေနဲ့တွေ့တဲ့အခါမှာအမွန်ရင်ရဲ့ဒီကစားကွက်တွေသူ့ရဲ့ဒီနီးပြူပါတွေကဟိုအလုတ်ဖြစ်တတ်တာလည်းတွေ့ရတော့ဗျာကျွန်တော်တို့ဒါလေးလေးတစ်ချက်စောင့်ကြည့်ရမှာဖြစ်ပါတယ်ဒီညမှာတော့ okay ဂျိုးရလာပဲစားရမလားတရေနေပဲထိတ်ပေါင်မလားဆိုတာကျွန်တော်တို့ဒါမြဝဆန်းတော်ကြီးည7:00နာရီမှာအဖြစ်ကြည့်ကြည့်ရအောင်ဗျာ United ပိတ်တယ်များအားလုံးကိုကျေးဇူးတင်ပါတယ်